2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့တွင်ရန်ကုန်မြို့ရှိ O Buffalo Music Festival တွင်ရပ်ပစိုးတော်ဝင်တီဆိုနေစဉ်အတွင်းသူသည်ညဉ့်ဉန်းသောအပြောဆိုကိုအုံပြုကာလူအုပ်ထဲသို့တမင်တကာကိုနှုံးထုံများကျဲချလိုက်သောကြောင့်ဝေဖန်မှုများခံခဲ့ရသည်အဆိုပါဗီဒီယိုဖိုင်သည်လူမှုကွန်ရက်ပေါ်တွင်ကြဲကြဲပြန့်ပြန့်ပြန့်နှံ့သွားကချက်ချင်းဝေဖန်မှုများပြင်းထန်လာခဲ့သည်အဆိုပါဖြစ်စဉ်မျိုးမှာရန်ကုန် Night Life တွင်ဘာမှမထူးဆန်းတာမှန်ပဲဖြစ်ပေမဲ့ online ပေါ်ပြန့်နှံ့သွားတဲ့အချိန်မှာတော့မြမရည်ကြီးမှုနဲ့မကန့်ညီသောကြောင့်ဝေဖန်မှုများမြင့်တက်ခဲ့ပါတယ်ပြန့်နှံ့သွားသောဗီဒီယိုဖိုင်ရဲ့ ကိုမတ်များတွင်ဝေဖန်ရှုံချမှုများသာမကတ္တရာဝင်ဖန်စည်းဖို့အထီတောင်းဆိုခဲ့ကြပါတယ်။ရပ်ပစိုးတော်ကလည်းသူ့ရဲ့ဖြောပြေမှုကြောင့်စိတ်အနှောက်အယှက်ဖြစ်စေခဲ့ရင်တောင်းပန်ကြောင်းနဲ့နောက်နောက်ဆင်ခြင်မဲ့အကြောင်းလူမှုကွန်ရက်စာမျက်နှာမှတဆင့်ရေးသားခဲ့ပေမဲ့လက်ရှိမှာတော့သူ့ရဲ့လူမှုကွန်ရက်အကောင့်ကိုရှာဖွေတွေ့ရှိခြင်းမရှိတော့ပါဘူး။အဆိုတော်ဝင့်မှာမန္တလေးမြို့မှာနေထိုင်သူဖြစ်ပြီးတရင်များတက်လာခဲ့ပြီးနောက်ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနိုဝင်ပါလ6ရက်နေ့မွန်လွဲပိုင်းတွင်သူ့ဝန်နယ်မြေရဲစခန်းသို့ချိတ်ဆက်ခေါ်ယူဖမ်းဆီးရမိခဲ့ပါတယ်။ အဆိုတော်ဝင်ဖန်းခံရကြောင်းကိုယုံလေးမှအတည်ပြုခဲ့ပြီးဖန်းသွားပါပြီမနောက်ဘူးဖြစ်စေခြင်းလို့မဟုတ်ဘူးဖြစ်နိုင်တာပြောပြတာအဲ့လိုအပြောဆိုနဲ့ရောက်သွားတာဆိုတော့သူ့ကိုစင်ပေါ်မှာသူပြောတယ်လို့သူ့ကိုလောက်ခံရနိုင်တဲ့အထဲမှာကွန်တုံးတော့မရှိတော့ဘူးလူငယ်တယောက်ကိုမလောင်ပါဘူးလို့သူ့ရဲ့ဖိရုတ်စာမျက်နှာကနေအတည်ပြပါတယ်အဲ့ဒီရုတ်တံဖန်ပြန့်နှံ့ခဲ့ပြီးနောက်ဝင့်အိုဝမ်ဖွဲ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေအိုဘာဖလိုးဖွဲ့မှဝင့်နဲ့မင်းလုတ်ဖို့ဂိုင်းဖက်အားချက်ချင်းလက်တွဲဖြုတ်ချောင်းကြီးညာခဲ့ပါတယ် ထမဆုံးအနေနဲ့လက်တလောဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးအိုဝါဖလိုတင်းဘက်ကနေအနူးညွတ်တောင်းပန်ချင်ပါတယ်ဒါဟာထင်မှတ်မထားဘဲဖြစ်ခဲ့တာဆိုပေမဲ့လူမှုရေးအရာမသိတော့တဲ့ဇာတ်တွေအတုံးအနှုံးတွေပါတလို့ယဉ်ကျေးမှုအရာလဲရုပ်ဆိုးကြီးတန်စေခဲ့တာကြောင့်ဒီလိုကိစ္စမျိုးနောက်နောက်ဘယ်တော့မှထပ်မဖြစ်အောင်တရားကြက်မှတ်ဆောင်ရွက်သွားဖို့ကတိပေးပါတယ်ဒီအတွက်ကြောင့်အခုဘွဲကနေစလို့နောက်ပိုင်းဘွဲတွေကနေစပြီးအဆိုတော်ဝင်းနဲ့အခြားတယောက်ကိုအိုဝါဖလိုနဲ့လက်တွဲဖြုတ်လိုက်ကြောင်းတိပေးပါရစေလို့ထုတ်ပြန်ချက်မှာပြောထားပါတယ် ရာဇသက်ကြီးပုံမှန်များဖြင့်ဆွဲချက်တင်ထားသည့်အမှုများတွင်ပါဝင်ပတ်သက်သူ16ဦးကိုဖမ်းဆီးထားကြောင်းသိရပြီးကြေညာခံရသူများတွင်အဆိုတော်ဝင့်ကိုယ်တိုင်ပါဝင်ပြီးနိုဝင်ဘာ6ရက်တွင်မင်းဤဖြော်ဖြေဖို့တယောက်ဖြော်ဖြေရေးစီစဉ်သူ3ဦးနှင့်အကသမားများနှင့်တဦးချင်းဗီဒီယိုလိုက်သည့်စင်မင်းပေါ်မှအကသမားများပါဝင်ချားတဆက်ဦးတို့ပါဝင်ကြောင်းသိရသည်သူတို့ကိုတူဝန်ရဲစခန်းတွင်ပုံမှန်905ပုံမှန်294ပုံမှန်114တို့ဖြင့်တရားစွဲထားပါသည်အဆိုတော်ဝင်ဖန်ခံရပြီးချိန်မှာအဆိုတော်ယုံလေးရဲ့ဆိုရှယ်မှာအဆိုတော်ဝင်ဟာမြင်လောက်ခတ်မှုအတွင် မိသားစုဝင်ကိုဦးသေးဆုံးပြီးမင်းဤအကိုဖြစ်သူဤကိုရေးကိုယ်တာဖြစ်ရဆုံးများကြောင့်ပြင်းထန်သောစိတ်ကြယောဂါနှင့်စိတ်ပိုင်းဆိုင်ရာမတည်မငြိမ်ခံစားနေရာကြောင်းတရင်မြဝေခဲ့ပါတယ်။တင့်မြင်ကြဲရောဘလို့လဲကိုမတ်မှာဆွေးနွေးသွားခဲ့ပါအောင်။အခုလိုစိတ်ဝင်စားစရာတရင်တွေကိုနေ့စစ်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့်မတိလိုက်တဲ့တရင်များမရှိအောင်စက်ခရိုက်လုပ်သွားကြပါအောင်နော်။